မိဘပြည်သူများရှင်ခန့်နင်းစုရဲ့သတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါတယ်ရှင်။ဒီရက်ပိုင်းမှာဆိုရင်ရွေးကောက်ပွဲနီးလာတာနဲ့အမျှရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မိဘပြည်သူများကလည်းသတင်းချက်လက်တွေအများကြီးသိကျင်နေပေါ့နော်။ဒါအပြင်ရွေးကောက်ပွဲကိုဖျက်ဆီးကျင်နေကြတဲ့သူတွေဘက်ကလည်းရွေးကောက်ပွဲကိုနီလန်းပေါင်းစုံနဲ့ဖျက်ဆီးဖို့ကြိုးစားနေကြပါရဲ့ရှင်။ကျွန်မမနေ့ကဆိုရုပ်သံဖိုင်လေးတစ်ခုသွားတွေ့ပါတယ်။မိဘပြည်သူများကိုကျွန်မအရင်ဆုံးပြသပါမယ်ရှင်။ဟောဒီကနေ့ဗမင်းကြီးကောင်ဘာကားစီရတယ်လေ။နေ့တော်မနေ့တည်းလေအေး။ အဒီတော့ပေါ့ကိုတက်စီနဲ့လာတာဆိုတော့ဟုတ်ရဲ့ထပ်ပေါ့မပေးနဲ့ဟာလေနေမလေးခုလိုက်တော့လေထပ်ပေါ့မပေးနဲ့ဟမ်ဟဲ့ဝါလေးတို့ခုလောက်ကြောက်လို့ရမှာဟုတ်ပါတယ်ထပ်ပေါက်မပေးနဲ့ရန်ကုန်မြို့မှာဆိုရင်အခုလိုမျိုးပေါ့နော်တီတိုဝါရဖြန့်တဲ့ပုံစံနဲ့ထွန့်ပေါက်မပေးနဲ့ဆိုတဲ့စကားလုံးလိုက်ပြီးတော့ပြောဆိုနေတာကိုရုပ်သံဖန်လေးရိုက်ပြီးတော့ဒီအကြမ်းဖက်မီဒီယာတွေကတင်ထားဖြစ်ပါတယ်ရှင့် မိဘပြည်သူတို့လည်းဒီလိုမျိုးပြောဆိုမှုကိုကြုံကောင်းကြုံနိုင်ပါတယ်။ဒါကတီးတိုးဝါဒဖြန့်မှုနိလန့်တစ်ခုပါပဲရှင်။ထွက်ပေါက်မပေးနဲ့ဆိုတဲ့အဓိပ္ပာယ်ကတော့သူတို့ထင်ထားတဲ့အရာပေါ့နော်။အခုလာမယ်ရွေးကောက်ဖွဲရဆိုရင်စစ်တပ်ရဲ့ထွက်ပေါက်ဆိုပြီးသူတို့တတ်မှတ်ထားတာပါ။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့အထင်မှာစစ်တပ်ကနိုင်ငံအာဏာကိုမတရားယူထားရတဲ့ဆိုပြီးသူတို့ကတွေးထားလေ။၂၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမှာမြမတက်မလို့အခန်းကဏ္ဍကိုတေချာလေးမသိရတဲ့အတွက်မြမတက်မလို့ရဲ့ အခွင့်အာဏာကိုတေချာမသိရအတွက်တို့ကဒီလိုစကားမျိုးပြောတာပေါ့နော်တို့တို့အဲ့လိုထင်ထားတဲ့အတွက်ဒီရွေးကောက်ပွဲဟာဆိုရင်စစ်တပ်ကအာဏာကိုဆက်လက်ဆွဲကင်ယူထားဖို့အတွက်ကိုခေါင်းစဉ်ပြောင်းပြီးတော့အုံပြုမယ်ဆိုတဲ့ပုံစံမျိုးကိုတို့ညီပေါ်ချင်းချင်းချင်းထည့်ထားတဲ့ကိစ္စရဲ့လေပေါ့ရှင်အဲ့ဒီကနေပြီးတော့တို့ကဒါဟာစစ်တပ်ရဲ့ထွက်ပေါက်ဖြစ်တဲ့ပေါ့နော်ဒီဂျမ်ဘတ်စစ်အာဏာရှင်မောရှင်တို့ဆွဆွဲနေကြစကလုံးနေတိုင်းပေါ့စစ်အာဏာရှင်နဲ့ထွက်ပေါက်ဖြစ်တဲ့ဒါကြောင့်ဒီလူတွေကိုထွက်ပေါက်မပေးနဲ့မဲသွားပေးတယ်ဆိုတာဟာ စစ်တပ်ကိုထွက်ပေါက်ပေးတာပဲဆိုပြီးတော့သူကဝါဒဖြန့်လာတီတို့ဝါဒဖြန့်တဲ့ပုံစံမျိုးပေါ့နော်ကတော့သူကရွေးကောက်ပွဲကိုတော်တော်ကြောက်တယ်ရှင်ရွေးကောက်ပွဲကိုသူတို့ကတကယ်မိစာတကောင်အလောင်းကြောက်လန့်နေတာကိုမြင်တွေ့ရပါတယ်။ဒါပေမဲ့ရွေးကောက်ပွဲကမိစာမဟုတ်ပါဘူးရှင်။ကျမောက်နိုင်ငံကိုကဲတင်မဲ့ကောင်းမွန်တဲ့နတ်ဖျားလိုတော်မှပြောလို့ရမယ့်အခြေအနေတစ်ခုပါ။ဒါကိုသူတို့ကအမြင်နဲ့မှားပြီးမိစာလို့ထင်နေရပါတော့။သူတို့တော်ကတော့မိစာလို့လည်းထင်လို့တော့ရှာရဲ့ရှင်။ဘာကြောင့်လဲဆိုတော့ရွေးကောက်ပွဲဖြစ်သွားခဲ့လို့ရှင်ကျမောက်နိုင်ငံကဒီမိုကရေစီနိုင်ငံပြန်ဖြစ်သွားပြီး အချိန်တိုင်းသူတို့ဆွဆွဲနေကြတဲ့စစ်တပ်ကလည်းဆရာနာရှင်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးသူတို့ဆွဆွဲနေကြတာလေအဲ့လိုပုံစံမျိုးတွေကိုနိုင်ငံတကာကနေပြီးတော့သူတို့နီးတူသူတို့လေတန်အတိုင်းပေါ့နော်လိုက်ပြီးဆွဆွဲလို့မရတော့ပဲနဲ့တက်မလို့လဲသူခံခံနာနဲ့သူရှိမယ်ရသားဆိုးကလည်းရှိမယ်ဆိုတဲ့အချိန်တစ်ခုဖြစ်သွားတဲ့ခါကျတော့တကယ်တမ်းရွေးကောက်ပွဲပြီးသွားလို့ရှင်ဘုံပြောက်သွားမှာကသူတို့ဖြစ်နေရဲ့ဒါကြောင့်လဲဆိုရွေးကောက်ပွဲပြီးသွားလို့ရသားအဆိုးကဖြစ်သွားလို့ရှင်တက်မလို့ကအပြေအဝအုပ်ချုပ်နေတော့တာမဟုတ်တဲ့အတွက် သူတို့တိုက်ထုတ်စရာစစ်အာဏာရှင်ဆိုတာလည်းမရှိတော့ဘူးလေသူတို့ကဘုံပြောက်မှာပေါ့နော်ဘုံပြောက်မယ်ခေါင်းစဉ်ပြောက်မယ်နိုင်ငံရေးလောက်ကပြောက်မယ်ဆိုတဲ့အခြေအနေတစ်ခုမှာသူတို့ရွေးကောက်ပွဲနှီးမျိုးစုံနဲ့ဖျက်ဆီးဖို့အတွက်စူးစမ်းနေတာဒါကြောင့်ဒါဟာစစ်တပ်ထွက်ပေါက်ဖြစ်တဲ့ပြည်သူတွေမပူးပေါင်းနဲ့ဆိုပြီးပြောဆိုနေတာပေါ့နော်ကျွန်မကတော့မိဘပြည်သူတို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ချိန်ခါရှင်းပြခဲ့ပါတယ်ရွေးကောက်ပွဲဟာကျွန်မတို့အားလုံးအတွက်ကောင်းမွန်တဲ့နိုင်ငံတစ်ခုသွားဖို့အတွက်ရွေးချယ်ရမယ့်လမ်းလေးတစ်ခုပါပဲ ီလမ်းလေးကိုရှောက်ချင်းမရှောက်ချင်းကမိဘပြည်သူတူတူယောက်ချင်းစီရဲ့စိတ်ဆန္ဒနဲ့ပဲသက်ဆိုင်ပါရဲ့ရှင့်။နဲပြီးရဲဆိုတာကိုယ့်ရဲ့စိတ်ဆန္ဒကိုနိုင်ငံအတွက်ပံ့ပိုးဖို့အကောင်းဆုံးသောလုံဆောင်ချက်တစ်ခုပါပဲ။ဒီမိုကရေစီကိုနှစ်သက်တဲ့ဆိုရွေးကောက်ပွဲကိုညှင်းပယ်လို့မရပါဘူးရှင့်။ကျွန်မတို့ဒီလိုလေးပဲမိဘပြည်သူများကိုသတင်းစကားလေးပါချင်ပါတယ်။မိဘပြည်သူများလည်းမဲပေးဖို့ဆုံးဖြတ်ထားတဲ့သူကတော့မဲပေးမှာပဲရှင့်။ငါတို့ကတော့မယုံကြည်ဘူးမဲမဲပေးဘူးဆိုရင်လည်းပေးမှာမဟုတ်ပါဘူးစပေါ့နိုင်ငံမြန်မာပြည်သူတွေခေါင်းမာကြတယ်လေကျွန်တော်အများကြီးမပြောချင်ပါဘူး ကျမသမားတွေကတော့ဒီလိုမျိုးဒီတို့ဝါဒဖြန့်တာတွေကျဲလောင်သောဝါဒဖြန့်တာတွေနဲ့ရွေးကောက်ပွဲနှီးမျိုးစုံနဲ့ပုံဖြတ်နေပါလိမ့်မယ်။မိဘပြည်သူများကပဲစဉ်းစားဆင်ခြင်ကြံအပြည့်နဲ့အချို့သတင်းစကားတွေကိုလက်ခံယူကြပါလို့ကျမကတိုက်တွန်းချင်ပါတယ်ရှင်။ဒါကနေဦးသတင်းလေးနဲ့ကျမပြောပြတာပါ။နောက်ထပ်သတင်းလေးကတော့ကျမတို့ဒီပေါ့နော်အကြမ်းဖက်လောရက်တွေလုံနေကြတဲ့အဖွဲဘက်မှာဆိုသူတို့ထောက်ပို့တွေရှိရပေါ့နော်အဲ့ဒီထောက်ပို့တွေထဲမှာဆိုရင်ညက်အောင်ဆိုတဲ့ပုဂ္ဂိုလ်ကနမဲကြီးရဲ့ထဲမှာပါပါတယ်သူပန်ဆယ်လိုနဲ့တော်တော်အဆင်မပြေဖြစ်တဲ့သူပေါ့နော်ပန်ဆယ်လိုရဲ့ ဒီရန်ပုံငွေအလွဲသုံးစားလုပ်မှုတွေပေါ့ရှင်သူတို့ရဲ့ထောက်ပံ့ငွေတွေလွဲသုံးစားလုပ်မှုတွေအများနဲ့ပေါနေတဲ့သူတွေမှာပါတယ်အဲ့တော့ဒီလူရဲ့လုံဆောင်ချက်ကိုပန်းဆယ်လို့နဲ့သူနဲ့ကြားထဲမှာတော်တော်အမုန်းတရားတွေရန်ညိုးတွေဖြစ်သွားတဲ့အချိန်တွေတခုမှာဆိုရင်လုံခဲ့တဲ့ကာလကဒီမြက်အောင်ဆိုတဲ့ပုံကိုရဲ့ဥလေးတဝန်းခွဲတော်ဆက်တဲ့သူကို PDF တွေကလာပြီးတော့လုံချန်သွားခဲ့တယ်ရှင်သူကရန်လူမှုကွန်မှာတင်ထားမှချားလူရသိရတာပေါ့နော်ဒီမှာသူတင်ထားတဲ့ post တွေဖြစ်ပါတယ်ရေးထားလေးကတော့မကြားကျင်ဆုံးသတင်းကိုသူစကြပြီးတဲ့ပြည်တစ်ဖက်က မကွေးတိုင်းကံမကြောက်ဆောင်ရွာမှာဆိုရင်ကျွန်တော်ဦးလေးဝန်ခွဲတော်ဆက်တဲ့သူကိုစုံစမ်းစစ်ဆေးကြရှိရဲဆိုပြီးလာခေါ်တာကိုသူ့ဦးလေးကပေါ့နော်အသာကြီးလိုက်သွားပါရက်နဲ့ရွာလေကောင်မှခေါင်းကိုပြစ်တက်ပြီးတော့ဆောင်းနဲ့ထုတ်ထားခဲ့တယ်တဲ့ရွာပြောတာတော့ပီတက်တွေတတ်တယ်ဆိုပြီးပြောတယ်ပေါ့နော်ဒီတော့လေကျွန်တော်တို့တဲ့ဆက်သွယ်လို့ရမယ့်အဖွဲ့အစည်းတွေအတိအရှိချိန်ပေးပါအောင်ဆိုပြီးတော့ရှင်းထားပါရဲ့ရှင်ဒီမြတ်အောင်ဆိုတဲ့သူရဲ့ပေါ့နော်ဦးလေးဝန်းခွဲတော်ဆက်သူတည်ဆုံးခဲ့တဲ့နေရာဟာဆိုရင်တဲ့စစ်ဒေသကြီးတက် တရက်ပီကျက်တက်ရင်လေးအပိုင်နေရာဖြစ်တယ်တဲ့ဒါကြောင့်ဒီသူ့ဦးလေးရဲ့ဘောနော်ကျဲသူမိသားစုတွေကိုကြေလင်အောင်ဖြည့်ရှင်းပေးပါတဲ့သူ့ရဲ့ဦးလေးဦးကိုငယ်ဟာဆိုရင်အသက်82နှစ်ရှိပါတယ်တဲ့မျက်နှာပွင့်ထွက်ထန်ရတဲ့ကွယ်လွန်ခဲ့ရတယ်ဆိုပြီးရေးသားထားပါတယ်သူတို့ဘက်ချမ်းမှာတော့အဲ့လိုပုံစံမျိုးတွေရှိနေတာတွေ့ရပါတယ်အချင်းချင်းပြန်ပြီးတော့လှုပ်ကြံတက်ဖြတ်တဲ့ကိစ္စတွေပေါ့နော်တကယ်တော့ဘလူးကိုအသားကြွေးပြီးမွေးတဲ့အခါဘလူးကကြီးတာတော့နေ့လူငါလူမခွဲတော့ဘဲနဲ့စားတဲ့သဘောတရားပါပဲ ပီတက်တွေကလက်ရဲဆက်ရဲနိုင်အောင်သူတို့ကိုယ်တိုင်ပဲမွေးထားခဲ့ကြတာအဲ့တော့ပီတက်တရားဆိုရင်ပြည်သူတွေကိုဒလန်ဆိုတဲ့ခေါင်းစဉ်အောင်ရောက်သွားလို့ရှင်သူတို့ကတတ်ဖို့ဘယ်တော့မှဝင်မလဲတော့တဲ့အခြေအနေတစ်ခုမှာသူတို့ချင်းပြည်သူနာတက်တဲ့အချိန်ကျတော့လေအားလုံးရဲ့လက်ထဲမှာ PDF ဆိုတဲ့ဘလူးတစ်ကောင်လေးရှိတော့အဲ့ဒီဘလူးတွေကိုသုံးချပြီးတော့ပဲကိုနဲ့အဆင်မပြေတဲ့သူရဲ့မိသားစုဝင်တွေကိုကြုံရင်ကြုံသလိုရရင်ရသလိုတတ်ဖြတ်တဲ့ပုံစံမျိုးတွေဖြစ်နေတာပေါ့နော်ပြောရမလို့ဆိုတော့နှုတ်ပိတ်တဲ့အခြေအနေမျိုးတွေပေါ့ရှင်ဒီမြအောင်ဆိုတဲ့ပုံကသူ့အနေနဲ့လွန်ခဲ့တဲ့ကာလကပန်းစုံလွဲပြည်သူနာတက်တဲ့အချိန်တုန်းကဆိုရင် သူတို့နေရဲလိပ်စာတွေပါတွေကဆိုဖော်ထုတ်ခံရတယ်ပေါ့နော်သူတို့အမျိုးတွေဘာမှရှိရဲဘဲရွာမှရှိရဲဘသူဆိုပြီးဖော်ထုတ်ခံရတဲ့အခြေအနေတခုမှာတတ်ဖို့ဖြတ်ဖို့အတွက်ကို PDF တွေတော့ကလွဲကူသွားတာပေါ့ရှင်အဲ့တော့ PDF တွေနဲ့ပတ်သက်မိတဲ့သူအနေနဲ့ကသတိထားဆင်ခြင်နေထိုင်ဖို့အချိန်ကာလရောက်လာပြီလို့တော့ပြောချင်ပါတယ် PDF တွေကနေဝင်ခြင်းရောက်နေပြီရွက်ကွယ်ပြင် PDF ဆိုတာညတာတာပဲဖြစ်သွားတော့မှာတော်လန်းဆိုတာမရှိတော့ကြပြီသူတို့မျှော်မှန်းထားသလိုစစ်တပ်ကလည်းပြိုလဲသွားဖို့ဆိုတာအကြောင်းရင်းလုံးဝမရှိတော့ဘူးသူတို့ကသူတို့ရမုံငွေတွေခိုးယိုးယိုးနေပဲ စစ်တပ်ကိုတိုက်ဖို့ပတ်စံလည်းမရှိတော့တဲ့အခြေအနေတစ်ခုပေါ့နော်အခုကြည်စံလေးတထောင်တောက်ပြစ်ဖို့တော့မှအွန်လိုင်းပေါ်နဲ့အလှူခံမေးတိုက်နေရတဲ့ဘဝရောက်နေပြီးတဲ့တည်းက PDF တွေမှာမျိုးစားတွေလည်းကွဲကုန်ကြပြီရွှေတွေတူးနော်ဟိုလက်နှက်ကန်နေနောက်ကိုလိုက်တရားမွေဆေးဝါးတွေရောင်းချပြီးချမ်းသာနေတဲ့ PDF ကတသက်အချို့ PDF တွေကြပြန်နော်ငတ်ပြက်ပြီးတော့ဒုက္ခရောက်နေတာတသက်အချို့ကြောက်လည်းထိုင်မှက်ကိုထွက်ပြေးသွားတာတသက်အဲ့လိုမျိုးသူတို့ပြောတဲ့စကားအတိုင်းပဲတက်ပြက်တယ်ဆိုပုံစံဖြစ်နေတဲ့အခြေအနေတစ်ခုမှာသူတို့က ပတ်ဆိုင်ရရင်ပြီးတော့လုတ်တဲ့ကိစ္စတွေလည်းလုတ်တဲ့ပီးတဲ့တွေပေါ်လာပြီရှင့်ဒီတော့နောက်ဆိုရင်လည်းခုလိုပဲအချင်းချင်းလုံကြံတက်ဖြတ်တာတွေအချင်းချင်းမိသားစုဝင်တွေကိုရှာဖွေပြီးတော့တက်ဖြတ်တာတွေဒီလိုကိစ္စတွေကသူတို့မှာဇက်တိုက်ကြုံလာတော့မှဖြစ်ပါတယ်စိတ်မကောင်းစရာကိစ္စတွေပါပဲဒါမှမဟုတ်လည်းဘယ်သူမှပြုတ်မိမိမှုပဲပေါ့ရှင်ကိုလုတ်တဲ့လုံဆောင်ချက်အရာပဲပြန်ပြီးတော့ရရှိခံစားကြတာဆိုတော့လေတော့ဒီမြအောင်နေနေကဘယ်လိုမျိုးဆက်ပြီးဖြေရှင်းမလဲဆိုတော့မသိရပါဘူးသူ့နေလည်းလည်းသူ့ရဲ့ဦးလေးတိတ်ဆုံးခဲ့တာဖြစ်တဲ့အတွက်တော့စိတ်မကောင်းဖြစ်နေမယ်ဆိုတာသိကြပါဗျ ဒါနဲ့သူတို့ပေတဲ့တွေလက်ချက်နဲ့သူ့ဦးလေးလိုပဲသိမ်းဆုပ်ခဲ့ရတဲ့ပြည်သူတွေကမြန်မာနိုင်ငံမှာထောင်နဲ့တောင်နဲ့ချီနေပြီလေ။သူတို့အနေနဲ့ကိုချင်းစာတက်ဖို့တော့လိုတာပေါ့ရှင်။ငှက်တွေဆိုတာကကိုအတိုက်ထိမှာပဲနားတက်တာဆိုတော့လေ။သူတို့အတိုက်လေးတွေထိလာတဲ့ခါကျတော့သူတို့တွေနားတက်နေကြပြီနဲ့တူပါရဲ့ရှင်။မြန်မာပြည်သူများရှင်ကျွန်မခုဆက်လက်တင်ဆက်ပေးမယ့်သတင်းလေးကကြားဖြတ်နဲ့ပတ်သက်တဲ့သတင်းလေးပါ။ကြားဖြတ်တိုက်ဖြတ်ရေးကိုအခုဆိုရင်မဲခေါင်နိုင်ငံ၆နိုင်ငံတတိယပူးပေါင်းပြီးတော့လှုပ်ဆောင်တော့မှာဖြစ်ပါရဲ့ရှင်။အဲ့ဒီ၆နိုင်ငံမှာမြန်မာနိုင်ငံလည်းပါဝင်ပါရဲ့ရှင်။ တရုတ်နိုင်ငံဦးဆောင်ပြီးတော့အကြမ်းဖက်တိုက်ဖျက်ရေးကိုမြန်မာပါဝင်မဲခေါင်6နိုင်ငံကနေပြီးတော့တိုက်ဖျက်ဖို့အစည်းအဝေးကျင်းပခဲ့ပါတယ်ရှင်အဓိကပူရွယ်စီနေမှုပြုလုပ်မှာဖြစ်ပါတယ်ရှင်ဒီစည်းအဝေးမှာဆိုရင်သဘောတူညီချက်20ချက်တောင်မှသဘောတူညီခဲ့ကြပါတယ်ဒီနိုင်ငံ6နိုင်ငံပေါ့နော်အဓိကမဲခေါင်လန်ချန်းဒေသ6နိုင်ငံဖြစ်တဲ့တရုတ်မြန်မာကမ္ဘောဒီးယားလာအိုထိုင်းနဲ့ဗီယက်နမ်တို့ပါဆိုရင်ကြားဖြန့်ကိုတိုက်ဖျက်ဖို့အတွက်ပူရွယ်တိုက်ဖျက်ရေးလှုံ့ဆော်ချက်အရှိန်မြင့်တင်ဖို့အတွက်ကိုဒီစည်းအဝေးမှာသဘောတူညီခဲ့ကြပါတယ်ရှင် ဒါကြောင့်နိုဝင်ဘာလ14ရက်နေ့မှာဆိုရင်တရုတ်နိုင်ငံကုမင်းမြို့မှာ6နိုင်ငံဝင်ကြီးအဆင့်အစည်းအဝေးတွေကျင်းပပြီးတော့ဒီ21ချက်ကိုချမှတ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီ21ချက်ထဲမှာပါဝင်တဲ့အရာလေးတွေကိုကျွန်မဒီနေ့မျှဝေပေးပါမယ်ရှင်။21ချက်ကဘာတွေလဲဆိုရင်နံပါတ်1ကအချက်လက်မျှဝေခြင်းဖြစ်ပါတယ်။ငွေလွှဲပန်အကောင့်လေးဖုန်းနံပါတ်တွေနဲ့ IP လိပ်စာစတာတွေကိုမျှဝေဖို့အတွက်ဘုံ data base တစ်ခုတည်ထောင်ပြီးတော့အလိုလျောက်အသိပေးဆက်တွေပေးပို့ဖို့ဖြစ်ပါရဲ့ရှင်။ ဆိုလိုရင်ကတော့ဒီနိုင်ငံ6နိုင်ငံမှာရှိနေတဲ့ဒီကြားဖြတ်နေတဲ့လုံဆောင်ချက်တွေကိုဘုံ database တို့ထားပြီးတော့အချက်လက်တွေအားလုံးအဲ့ဒီမှာစုမယ်။အဲ့ဒီရရှိလာတဲ့အချက်လက်တွေ location တွေနဲ့အညီဘောနောဘယ်နိုင်ငံမှာတော့ဒီကောင်တွေအခြေတည်ထားတဲ့ဘယ်ဆောင်ဥမှာရှိရဲဆိုတာတွေရှာခွေပြီးတော့နှိမ်နှင်းတဲ့ကိစ္စပြုလုပ်မှာဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ cyber ဆက်သွယ်ရေးအရာရှိတွေထားရှိဖို့အတွက်ကိုသူတို့ စီစဉ်မှာဖြစ်ပါတယ်။အဓိကက cyber ဆက်သွယ်ရေးအရာရှိတွေကိုတာဝန်ပေးထားပြီးတော့နေချင်းဆက်သွယ်မှုပြုလုပ်ဖို့ဖြစ်ပါတယ်။ စိုက်ပါအရာရှိဆိုတော့ကတော့ online ကနေပြီးတော့လူတွေလုံဆောင်တဲ့ရာဇဝတ်မှုတွေကိုစုံစမ်းထောက်လှမ်းတဲ့အရာရှိတွေပေါ့နော်အဲ့တော့ဒီလိုအရာရှိထားပြီးတော့ကြားဖြန့်က online ကနေပဲလုံကြတာများတာဆိုတော့လေအဲ့ဒီကနေပြီးတော့စုံစမ်းထောက်လှမ်းပြီး IP address တွေပိုင်းနဲ့တရားလေးစုံစမ်းစစ်ဆေးမှုပြုလုပ်မယ်ရဲရာရှိထားရှိမှာဖြစ်ပါတယ်ဒါပြင် telecom ထိန်းချုပ်မှုတွေလည်းပုံမှန်တင်းကျပ်တော့မှာဖြစ်ပါတယ်အဓိကစင်ကတ်တွေကိုကိုလေးကိုရေးချက်လက်ပေါ့နော်အတီးပြုတ်ပြီးတော့မှာမှတ်ပုတ်လုံးကိုပြုတာတွေဖြစ်လာမယ် လူတယောက်ချင်းစီပိုင်ဆိုင်တဲ့စင်ကတ်ရေအတွက်ကိုလည်းကန့်တတ်မှာဖြစ်ပါတယ်။ပြီးရင်တန်တရားဖြစ်ပွဲစင်ကတ်တွေကိုလည်းခြေရခံမယ်။လိန်လဲမှုဖြစ်ပွားနိုင်ခြေရှိတဲ့ဇုံတွေကိုလည်းရှားကြီးဆက်သွေးဖြတ်တောက်တာတွေပြုလုပ်မှာဖြစ်ပါတယ်ရှင်။ကြားဖြတ်တဲ့ပောင်းပတ်သက်နေတဲ့သူတွေကတော့စင်ကတ်အုံပြူရင်တော့မှစိုက်ဘာပူလစ်တွေပေါ့နော်သူတို့ကစုံစမ်းထောက်လန်းပြီးတော့ဖမ်းဆီးမှုတွေပြုလုပ်မှာဖြစ်ပါတယ်ရှင်။ဒါအင်မတန်ကောင်းတဲ့အချက်ပါပဲ။ဒါပြင်ပူပေါင်းလှုပ်ဆောင်မှုအတွက်သဘောတူညီချက်27ချက်ထဲမှာပေါ့နော်အရေးကြီးတဲ့အချက်လေးလည်းရှိပါသေးတယ်။ ။အဲ့ဒါလေးဒါတော့ဒီလိန်လေတဲ့စင်တာတွေလောင်ကစားဇုံတွေနဲ့ကြားဖြတ်ကွန်ရက်တွေကိုအပြည့်အဝဖြိုခွဲပြီးတော့ဥပောင်းစစ်စင်ရေးဆောင်ရွက်မှာဖြစ်ပါတယ်ရှင်။ဒီ၆နိုင်ငံမှာရှိတဲ့ကြားဖြတ်ဇုံတွေရှိမယ်ဆိုရင်ဒီ၆နိုင်ငံလောကပူးပေါင်းပြီးတော့ဝင်စည်းတဲ့ကိစ္စတွေပြုလုပ်တာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။ဒါပြင်ပူးရဲဖမ်းဆီးတာတွေညှိနှိုင်းစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့အတွက်ကိုလည်းသဘောတူညီထားပါတယ်။ဥမာပေါ့နော်။ ဒီနိုင်ငံ6နိုင်ငံထဲမှာရှိရရဆွဲသားကခြားနိုင်ငံပြောင်းသွားရင်လည်းအဲ့ဒီနိုင်ငံနေပြီးတော့ဖန်စီပီဒီနိုင်ငံပြန်ပို့တာမျိုးပေါ့နော်ခုမြန်မာနိုင်ငံလောက်တော့ပေါ့ရှင်ကြားဖြန့်နေပြီးတော့ဖန်စီရမီရဲ့တရားခံတွေကိုထိုင်းနိုင်ငံသားဆိုထိုင်းနိုင်ငံကိုပြန်လွှဲပေးရဲတရုတ်နိုင်ငံသားဆိုတရုတ်နိုင်ငံကိုပြန်လွှဲပေးရဲဘဲနိုင်ငံသားဆိုဘဲနိုင်ငံကိုပြန်လွှဲပေးရဲစသဖြင့်ပေါ့နော်အဲ့လိုလောက်ဆောင်ချက်တွေကိုရဆွဲသားတွေကိုနေမြေကျော်ပြီးတော့ဖန်စီမယ်ပြီးလို့ရှင်ပြန်ပြီးတော့လွှဲအပ်တဲ့ကိစ္စတွေဖြစ်လို့လို့ရမှာဖြစ်ပါတယ်ရှင်ပြင်းတန်တဲ့ရှိရတဲ့သူတွေကိုဇာတိနိုင်ငံပြန်လဲပို့ဆောင်မယ်လွှဲပြောင်းပေးမယ်ပိုင်ဆိုင်မှုတွေတင်ဆက်မယ် ီးတဲ့အခါမှာဒီကြားဖြန့်ကနေပြီးတော့ထွက်ပေါ်လာတဲ့ငွေတွေကိုထိန်းချုပ်တာနဲ့ခြေရခံတာပြုတ်လုံမှာဖြစ်ပါတယ်။ဒီလိုပြုတ်လုံပြီးရဲ့အခါမှာဆိုရင်ထောင်လိုင်းအချက်လက်တွေပေါ့နော်မျှဝေတာလည်းလုပ်မယ်။ပြီးတော့ဒီလိုထောင်လိုင်းအချက်လက်တွေမျှဝေဖို့အတွက်ကိုတို့သီးသန့် platform တွေလည်းပြုတ်လုံမှာဖြစ်ပါတယ်ရှင့်။ငွေကြေးနဲ့ data စီစဉ်မှုတွေလည်းခြေရခံမယ်။နိုင်ငံတကာဖွဲ့စည်းတွေရဲ့ဘက်ဖွဲ့စည်းတဲ့နည်းပညာကုမ္ပဏီတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းတရားပေါ်ချဲ့ထွင်မှာဖြစ်ပါတယ်။ဒါပြင်ဒေတာတွေမှာပူပေါင်းစစ်စင်ရေးတွေကိုလည်းစဉ်ဆက်ပြက်လှုပ်ဆောင်ပြီးတော့အချင်းချင်းပံ့ပိုးကူညီလှုပ်ဆောင်ကြမှာဖြစ်ပါတယ် တော့ကြားဖြတ်စစ်စင်ရေးပေါ့နော်ကြားဖြတ်အောင်တိုက်ဖြတ်ရေးအတွက်ကိုစစ်စင်ရေးအကြီးကြီးမားမားအောင်၆နိုင်ငံပူးပေါင်းပြီးလို့ဆောင်မှာဖြစ်တဲ့အတွက်ဒီ၆နိုင်ငံရဲ့နေမြေထဲမှာရှိနေဘယ်ကြားဖြတ်မဆိုလွတ်မြောက်ဖို့လမ်းတော့အင်မတန်နှဲသွားပါပြီဒါလေးကပြည်သူတွေအတွက်သတင်းကောင်းပါပဲဘာကြောင့်လဲဆိုတော့ကြားဖြတ်တန်ကကျွန်မတို့တစ်ကမ္ဘာလုံးခံနေရတာပေါ့နော်လိန်လယ်မှုတွေကိုကျွန်မတို့မြန်မာနိုင်ငံတည်းမကတရုတ်နိုင်ငံလည်းခံရတယ်အမေရိကန်ထိတော်ခံရတာရှိသေးတယ်သူတို့ကနီလန်ပေါင်းစုံနဲ့ဇန်ညွန်ပေါင်းစုံနဲ့လိန်တာဆိုတော့လေအဲ့တော့ဒီလိုမျိုးအဖွဲ့အစည်းကြီးကိုအမြင့်ပြတ်အောင်မဟုတ်ဘူးစင်တော်မှာ အားနဲ့သေးတဲ့တော့လုံနိုင်တယ်ဆိုလည်းမဆိုးဘူးလို့တော့ပြောကြင်ပါတယ်ဒီလုံဆောင်ချက်ကအင်မတန်ကောင်းမွန်ပါတယ်ဒီတော့မြန်မာနိုင်ငံရဲ့ပူပေါင်းပါဝင်တဲ့ကြားဖြတ်နေနေရမှာလုံဆောင်မှာဖြစ်တယ်နောက်ဆိုရင်တော့အကြားဖြတ်ရနေပြီးတော့ကျမတို့လာလာပြီးတော့ဖုန်းထဲကနေလိမ်လည်တဲ့ကိစ္စတွေကအနည်းနဲ့များတော့လျှော့ပါသွားမှာဖြစ်ပါတယ်ရှင့်အဓိကကျမတို့မြန်မာနိုင်ငံသားတွေအတွက်ဝမ်းသာစရာပေါ့နော်။ကျမတို့မြန်မာနိုင်ငံသားတော်တော်များများခြေလက်တွေတမန်နေရတဲ့နိပညာမကျွမ်းကျင်အောင်လေ။အဲ့ဒါကိုခြေခံပြီးတော့ကြားဖြန့်အသေးအတန်လိန်စားနေရဆိုတော့ဒီလိုကောင်းနေကို ဟန်စီလိုက်တယ်ဆိုလဲကျမတို့ပြည်သူတွေအတွက်ရန်သူရော့တာပေါ့ရှင်ဒီလိုပဲသဘောထားရတော့မှာဖြစ်ပါရဲ့ရှင်အဲ့တော့ဒီလိုဆောင်ချက်လေးကကောင်းပါတယ်ကြားဖြန့်ကိုမဲခေါင်၆နိုင်ငံကအခုလိုပူးပေါင်းနှိမ်နေခြင်းဟာတမိုင်းတလျှောက်မှာကြီးမားသောစစ်စင်ရေးတစ်ခုဖြစ်လာတော့မှာသိကြပါပဲရှင်မိဘပြည်သူများရှင်ကျမတို့မနေ့ကပေါ့နော်မိဘပြည်သူတို့ချို့လာပြောတာရှိပါတယ်လာရှုမျိုးသတင်းလေးသိကြမှာတမီးတဲ့ဘာကြောင့်လဲဆိုတော့လာရှုအကူလှုပ်လှုပ်လှုပ်ဖြစ်နေရဲ့ပေါ့နော်အဲ့တော့ကျမလိုက်လံပြီးတော့ရှာဖွေရသပြန်လေမိဘပြည်သူများတင်ဆက်ပေးပါမယ် အဓိကတော့ဒီနိုဝင်ဘာလ17ရက်နေ့တော့လာရှုမြို့ဟာစင်နဂါဟိုတယ်မှာမြန်မာတပ်မတော်နဲ့ MND နဲ့တွေ့ဆုံကြရလေတွေ့ဆုံကြတဲ့အခါမှာမြန်မာတပ်မတော်နေပြီးတော့ဒီ MND ပေါ့နော်စုတ်ခွာပေးဖို့အတွက်ကိုထပ်မံတောင်းဆိုတဲ့ကိစ္စရလေးရှိပါတယ်အဓိကကတော့လာရှိုးတီဘောပြည်တော်စုလမ်းမကြီးကနေစုတ်ပေးဖို့အတွက်ကို MND ကိုတက်မလို့နေပြီးတော့တောင်းဆိုခဲ့တယ်။ဒါမဲ့ MND ရဲ့လက်မခံဘောရှင်လက်မခံတဲ့အခါကျတော့အဆင်ပြေမှုတွေဖြစ်တဲ့အခါမှာလာရှိုးကလှုပ်လှုပ်လှုပ်ဖြစ်လာတဲ့အခြေအနေလေးတစ်ခုဖြစ်သွားတာပါ။ အရှိမကျမတို့ကြားသိရတဲ့သတင်းအရဆိုရင်တော့လာရှုံမြို့ပြင်ကဟိုရရွာနာမှာဆိုရင်ဒီတက်မလွန်နဲ့အမန်ဒီကြားထဲမှာပေါ့နော်စီရေးတဲမှာမို့လို့အနေငယ်ရှိပါတယ်ရှင်ဒီလိုတိုက်ခိုက်နေရမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့သတင်းတွေကထွက်လာတဲ့ခါကျတော့နှစ်ဖက်လုံးကအသင့်နေထားတဲ့ရှိနေတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်ဒါပြင်တီဘောတရားမှာလည်းတက်မလွန်နဲ့အမန်ဒီနှစ်ဖွဲ့ရနေပြီးတော့ဖြတ်တန်းသွားလာခွင့်တွေကိုပြန်လည်ပိတ်ထားကြပါတယ်ဒါကြောင့်ခီးသွားပြည်သူအချို့နဲ့တချို့ကုန်ကားတွေလည်းပိတ်မိနေရဆိုတဲ့အခြေအနေလေးကြားသိရပါတယ်ရှင်ပြောရမယ်ဆိုတော့အခြေအနေလေးက လှုပ်လှုပ်လှုပ်လေးတော့ဖြစ်နေရပေါ့နော်ကျမတို့လည်းမနက်ကထိသတင်းလာပေးရသူတွေလည်းရှိပါတယ်ဒီထဲမှာအတီးပြုတ်ရတဲ့သတင်းလည်းရှိသလိုအတီးပြုတ်လို့မရတဲ့သတင်းလေးလည်းရှိနေပါရှင့်အကြောင်မသေးစားတဲ့အတွက် ကျမမတင်ဆက်ချင်သေးပါဘူးသေချာတာလေးတစ်ခုကတော့ MNDA ကလမ်းရှုပ်မြို့ကိုပြန်ပြီးတော့များစင်ကြံကြံနေပြီလားလို့တော့တွေးမိရဲ့ရှင့်ဘာကြောင့်လဲဆိုတော့ MNDA အနေနဲ့ကလမ်းရှုပ်မြို့ကိုလွတ်လပ်ကူပေးလိုက်ခြင်းဟန်မရှိဘူးပေါ့နော်အဲ့တော့မြန်မာနိုင်ငံရဲ့အခုချိန်ရွေးကောက်ပွဲကလည်းနှီးလာပြီးနိုင်ငံအနှံ့မှာလည်းဟိုလိုလိုဒီလိုလိုပြန်ပြီးတော့ ဖန်တီးခြင်းနဲ့ပုံစံမျိုးရှိလာတဲ့အတွက်တို့ကလည်းအခွင့်အရေးစောင့်နေတဲ့အခြေအနေတစ်ခုမှာစင်ကြံကြံလေးရဲ့သဘောလေးပါပဲပြီးတော့မနက်ကဆိုလဲကျမ TikTok အကောင့်တော်တစ်ခုကတင်ထားရဲ့ရုပ်သံဖိုင်လေးပေါ့နော် MND တသားတယောက်ကတင်ထားတာတို့တင်ထားတာကလာရှုံမျိုးကြီးငါတို့လာပြီဆိုတဲ့ပုံစံမျိုးပေါ့နော်လာရှုံမျိုးကိုတို့အပိုင်သိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွေ TikTok စော့နေကြတယ်မြင်တွေ့ရပါတယ်ပြီးတော့ဘလို့ပဲအထက်ကလူတွေကတယောက်နဲ့တယောက်ညှိနှိုင်းမှုတွေငြိမ်းချမ်းမှုတွေလှုပ်ဆောင်လှုပ်ဆောင်အောက်ကသူတွေကိုယ်တိုင်ကစစ်သွေးကြွနေတာကလည်း နိုင်ငံအတွက်တိတ်တော်မကောင်းရှင့် MNDA အနေနဲ့ကိုယ့်ရဲ့တပ်သားတွေတော်တော်ဆော့တဲ့ခါမှာဘယ်လိုမျိုးလှုပ်ဆောင်ချက်တွေနဲ့စော်ကစားနေကြလဲဘယ်လိုမျိုးရှံဆောက်မှုတွေလုပ်နေလဲဆိုတာလည်းနည်းနည်းပြောဆိုဆုံးမတဲ့နယ်လို့တော့ကျွန်မထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ MNDA အနေနဲ့ကငြိမ်းချမ်းရေးတကယ်လို့ရှိရဲဆိုတော့တို့တပ်သားတွေအကုန်လုံးကငြိမ်းချမ်းရေးအလိုရှိရဲစိတ်တက်လေးရှိဖို့လိုတယ်ရှင့်။တတော်ဘဝနေပြီးတော့လူမှုကွယ်ဘဝနေပြီးတော့ငါတို့ကလားရှို့ရအောင်ယူမှာနင်တို့တွေငါတို့စောင့်နေဆိုရဲရန်စားတဲ့စကားတွေနဲ့ပြည်တော်စုတိုင်းသားအချင်းချင်းပေါ့နော်။ လိုလုံးဆောင်နေရတယ်ကိုခဏခဏကျွန်မတို့မြင်ရတယ်ရှင်ပြောရမစောအမန်ဒီရဲ့ကိုတက်သားကိုမနိုင်ကြရလားမထိန်နိုင်တာလားအစတွေကစီကံမရှိတာလားတော့ကျွန်မလည်းမပြောတတ်ဘူးရှင်လိုလုံးဆောင်ချက်တည်းကမကောင်းပါအောင်နော်အဲ့တော့အထက်နဲ့အောက်နဲ့ကတပြေးညီဖြစ်ဖို့လိုတယ်အမိတ်စီစဉ်မှုဆိုတော့အပေါ်ကနေစီစဉ်လာရင်အောက်ကလူတွေကတေချာဘောက်ကိုနားလေသိရှိပြီးတော့လိုက်နာဖို့လိုပါတယ်မြမတက်မတော့အမိတ်စီစဉ်မှုမှတ်ကန်နေရှင်အထက်ကဒီသဘောထားဆိုရင်အောက်ကလည်းဒီသဘောထားပဲလိုက်ပြီးတော့ရန်စနေရမျိုးမြမတက်မတော့ဒါတွေတောင်းတောင်းလုံးလေးလှုပ်တာမရှိဘူး လုံးပြီးရယ်ဆိုလဲဒါတက်မတော်ကနေပြီးစီမင်းစီကနေအေးအေးယူခံရတယ်။ဒါမဲ့ MDA တို့ဘာလို့အခြားသက်လက်နက်ကင်နေကြတော့အပေါ်ကပြောရတမျိုးအောက်ကတသားရကြတော့ရန်စနေကြတယ်အချင်းချင်းစော်ကားပုတ်ခတ်ပြောဆိုနေကြတယ်နင်တို့ဗမာတွေနင်တို့ဗမာတွေဆိုပြီးတော့တိုင်းရင်းသားအချင်းချင်းလဲရိုင်းဆိုင်စော်ကားနေကြတယ်ဆိုတဲ့အခါကျတော့ကို့လူကိုမနိုင်တဲ့စက်တွေဖြစ်နေရပါဘောနော်ဒီလိုအဖွဲ့အစည်းမျိုးကိုယုံကြည်ဖို့ကခက်ခဲပါရဲ့ရှင့်အဲတော့ကျမတို့ကတော့ MDA ကလာရှို့ကိုစင်ကြံကြံနေလားလို့တွေးမိရဲ့ တကယ်ကြံနေရဲဆိုရင်တော့ဘလားရှုံမျိုးအတွက်စိတ်မကောင်းစရာပါပဲစစ်ဆိုတာဖြစ်လို့ရှင်တကြိမ်ကြုံမှုပြီးပြီပဲရှင်ဘလောက်ထိထိကဲနေတာလဲဆိုတာစဉ်းစားသက်ပါတယ်ဒါပြင် MNDA အနေနဲ့ကလည်းပထမချိန်မှာငါတို့ကလားရှုံမျိုးကိုရခဲ့တာနဲ့နောက်ချိန်ရမယ်လို့စဉ်းစားနေရဲဆိုရင်တော့မပြောတတ်ဘူးပေါ့ရှင်အဲ့ဒါဆိုရင်တော့လေဘလို့ပဲဖြစ်မှတ်တမလို့အနေနဲ့ကသတိထားစေချင်ပါတယ် MNDA ကလူချင်းမျိုးနဲ့ဘလောက်ထိပဲလာပြီးတော့ဆွေးနွေးသွားပါစေသူတို့စစ်သားတွေက လူမှုကွန်ရက်မှာတက်မတော်သားတွေစော်ကားနေစေပဲရှင်တိုင်းရင်းသားတွေစော်ကားနေစေပဲစစ်ကိုအလိုရှိနေတော့မဲ့စစ်သွေးကြွနေတော့မဲ့ရှင်ဒါကြောင့်လုံကြုံရဲ့အထူးကူးစိုက်ကြပါလို့ကျမအနေနဲ့တိုက်တွန်းချင်ပါတယ်ကျမလည်းလာရှုမျိုးလေးကိုစိတ်ပူပါရဲ့ရှင်အခုလိုအတိုင်းလေးပဲအေဂျင့်စွာနဲ့ရှိနေပါစေပြည်လဲစွာနဲ့နှိမ့်နိုင်ကြပါစေလို့လည်းဆန္ဒပြုစုတောင်းပါရဲ့ရှင်စစ်ပွဲကြီးနောက်ကျရင်ထပ်ပြီးတော့လာရှုမျိုးကြုံပါကိုကျမတို့လုံးဝအလိုမရှိပါဘူးရှင်မဖြစ်ပါစေနဲ့လို့လည်းမိဘပြည်သူများအားလုံးကစုတောင်းနေမယ်ဆိုတာအသိကြပါပဲရှင် မိဘပြည်သူများရှင်ပြည်သူအတန်လေးတခုကိုကျွန်မတင်ဆက်ပေးချင်ပါတယ်ပြည်သူတန်လေးကတော့အရှိန်မဟုတ်ဘူးရှင်ရိုးရှင်းတယ်ရိုးရှင်းတယ်ကျွန်မတို့လာပြီးပြတ်သွားပါတော့အမားတဲ့အခုဆိုရင်ပြည်သူလူတော်ကိုယ်စလဲလောင်းနေမျိုးသားလူတော်ကိုယ်စလဲလောင်းနေပေါ့နော်ပါတီတီးတီးရသူတွေမဲလာဆွဲကြတယ်တဲ့တော့သူတို့တွေကသူတို့လုပ်ပေးတဲ့အရာတွေပြည်သူတွေပြောတယ်ပေါ့နော်ပြည်သူတွေပြောကျင်တဲ့စကားတွေလည်းနားထောင်တဲ့ပါတီရဲ့ရှိရဲ့နားထောင်တဲ့ပါတီလည်းရှိရဲ့ပေါ့နော် ဲ့တော့အခြေအနေတစ်ခုမှာတို့ပြောချင်တာလေးပေါ့နော်ဒါနိုင်ငံရေးသမားတွေစီရောအမားတို့ကြောက်တဲ့သမားဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်မတို့ပြောရဲစကားဆိုနိုင်ငံရေးသမားနားထောင်မယ်ပေါ့တို့လို့တွေးရပေါ့နော်အဲ့တော့ကျွန်မကလာပြောပြရရှင်တို့အချက်နှစ်ခုပဲလိုချင်ပါတယ်တဲ့ပြည်သူတွေကလေအဲ့ဒါပါလဲဆိုတော့နံပါတ်၁ကကုန်စည်နှုန်းကျဆင်းဖို့နံပါတ်၂ကကျတော့မော်တော်ယာဉ်မော်တော်ယာဉ်ဈေးကားဈေးပေါ့နော်ကျဆင်းဖို့တဲ့ရှင်ကျွန်မအဲ့နှစ်ချက်လေးလာမှာသွားတယ်ရှင်ပြည်သူအတန်ပေါ့နော်အဲ့နှစ်ချက်ကိုလုတ်ပေးနိုင်တဲ့သူမဲပေးမယ်တဲ့ရှင်အဲ့လိုပြောသွားပါရဲ့ရှင်ဒါရိုးရှင်းပါလေပြည်သူတွေအတွက်က ဘဲဆိုးကတက်တက်စာဝတ်နေရေးအဆင်ပြေဖို့လိုတယ်လေ။ဘိုင်လေးပြည်နေမှနိုင်ငံရေးကိစ္စရယ်လဲဆွေးနွေးလို့ကောင်းတာ ው ။ဒီတော့ဘိုက်ပြည်ဖို့လိုတယ်ကုံစင်းနှုတ်လေးကြာကျင်နေတဲ့သူကုံစင်းနှုတ်ကြာတယ်ဆိုတာလဲတိုင်းပြည်တည်ငြိမ်မှကြာမှာပေါ့နော်။ဒီတော့အစိုးရဟာကုံစင်းနှုတ်ကြာအောင်လုပ်မယ်ဆိုတိုင်းပြည်တည်ငြိမ်အောင်လဲလုပ်ရမယ်။လုံဆောင်ချက်နှစ်ခုတော့ရှိရပါနော်။ခတ်တော့ခက်ခဲပါရဲ့ရှင့်။ပြည်သူတွေအတွက်လဲခက်ခဲသလိုအစိုးရအတွက်ကလည်းလုံဆောင်ချက်ကလည်းခက်ခဲပါတယ်။ဒါမှမဟုတ် ကုံစင်းတုံးကြအောင်လုပ်ပေးမယ်ဆိုတဲ့ခတိစကားပေးတဲ့သူဆိုသူတို့မဲထဲ့မယ်ဆိုတဲ့ပုံစံမျိုးကျမတို့လာပြောတာပါနောက်ထပ်ချက်ကကြတော့ကားစီးကြအောင်လုပ်ပေးနိုင်တဲ့သူမဲထဲ့မယ်တဲ့ရှင်ဘာကြောင့်လဲဆိုတော့ကျမတို့နိုင်ငံမှာဒီမော်တော်ကားစီးနိုင်တဲ့သူအမြတ်တနေပါတယ်ကျမကိုယ်တော်ကဝိုင်ကားမရှိပါဘူးရှင်ဘယ်တော့သားစိုက်ကယ်လေးနဲ့ပေါ့နော်ဒီတော့ဘလိုဖြစ်တချို့အိမ်နေဆိုရင်တကြီးရွယ်ဦးတွေရှိရဲကျမရဲ့ကိစ္စသွားခြင်းလာခြင်းတဲ့အခါမှာကားလေးတစ်စီးမရှိတဲ့အခါမှာအမြတ်ခက်ခဲပါတယ် ဒါကြောင့်ကားစိတ်လေးတွေပေါ့နော်အခုမိုးပေါ်တက်နေတဲ့ကားစိတ်လေးတဝက်လောက်ကျသွားတယ်ဆိုလည်းမစိုးပါဘူးဆိုတဲ့အတွေးလေးနဲ့သူတို့မျောလင်းချက်လေးပေါ့ရှင်ဒါပြည်သူတွေကမျောလင်းချက်လိုလားချက်လေးပါဒါကြောင့်ကျွန်မတို့ဒီလိုမျိုးလေးလာပြီးတော့ပြည်သူ့တန်နေနဲ့တင်ဆက်ပေးပါဆိုပြီးပြောတာပါဘာကျွန်မနိုင်ငံရေးသမားများပေါ့နော်မဲဆွဲတဲ့အခါမှာအစဉ်ပြေမှုရှိအောင်လို့ကျွန်မပြည်သူ့တန်လေးပြပြတာပါပြည်သူတွေလိုချင်တာနံပါတ်1ကုန်စည်နှုန်းကြဖို့နံပါတ်2ကားစေးတွေကြဖို့ရှင်အဲ့နဲ့ချက်ကိုပေါ်ဆောင်ပေးနိုင်တဲ့ပါတီလူပုဂ္ဂိုလ်ကိုမဲပေးမယ်ဆိုပြီးတော့ကျွန်မတို့လာပြောသွားတာပါဒါလေးကိုကျွန်မဒီနေ့မှာတင်ဆက်ပေးချင်ပါတယ် နိုင်ငံရေးပါတီအနေနဲ့ကကိုပါတီလိုက်ပေါ့နော်မတူညီမူဝါဒတွေရှိမှာပါဒီမူဝါဒတွေမှာအဲ့ဒီနှစ်ချက်ပါဝင်လေဒီနှစ်ချက်ကိုတေချာပေါက်လုပ်ပေးနိုင်တဲ့ပလန်တွေဆွဲထားတယ်ဆိုရင်ပြည်သူတွေကိုချပြလိုက်ပါရှင့်ဒါဆိုရင်တော့ပြည်သူတွေကရွေးချယ်ပြီးတော့မဲပေးကြမှာဖြစ်ပါတယ်မဲရပြီးပြီဆိုရင်လည်းပေးထားတဲ့ကတိစကားလေးတိုင်းကိုယ်စနုံလေးကိုအများကြီးမဟုတ်ရင်တော့မှပြည်သူတွေတက်တော့တက်တာဖြစ်အောင်ကြောက်အောင်လုပ်ပေးပါကားစီလေးကြောက်အောင်လုပ်ပေးပါလို့ပြည်သူများအားလုံးနဲ့အတူကျမလည်းတိုက်တွန်းလိုက်ပါရစေ။ ဘာဖြစ်လို့ဆိုတော့ကျမကိုယ်တိုင်လည်းကားစီးချောင်လို့ပေးနေတယ်လို့မဖြစ်မဲဆိုပြီးစဉ်းစားထားလို့ရှင်။ကျမလည်းပြည်သူပဲဆိုတော့လေပြည်သူတွေနဲ့ကျမနဲ့စိတ်သဘောထားအတူတူပါပဲရှင်။ဒါလေးကိုကျမသတင်းလေးထဲမှာထည့်ပြီးတော့ပြောပြပေးတာဖြစ်ပါတယ်။မဲဆွဲတဲ့အခါမှာနိုင်ငံရေးသမားတွေအားလုံးပါတီရဲ့အားလုံးအဆင်ပြေစွာမဲဆွဲနိုင်ကြပါစေ။အနည်းငယ်ကင်းစွာနဲ့မဲဆွဲနိုင်ကြပါစေလို့ကျမကဆန္ဒပြပါတယ်ရှင်။ ကျမရဲ့သတင်းသုံးသပ်ချက်လေးကိုဒီနေ့မှဒီလောက်နဲ့ပဲကျန်နာပြရစီရှင်ကျမရဲ့သတင်းလေးတွေကိုနေ့စဉ်နေ့တိုင်းပဲကြည့်ရှုအားပေးတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမှာကြပါစေကောင်းသောလူဝင်ဆန္ဒများပြည့်ဝကြပါစေလူချင်းချင်းလက်ပတ်ချင်းခင်ရှင်းကြပါစေအထင်သေးချင်းအချင်းချင်းခင်ရှင်းကြပါစေစင်းရဲလူချင်းအချင်းချင်းခင်ရှင်းကြပါစေလို့ကျမခန့်နေစုကစုတော်မြတ်တာပို့သလိုက်ရပါရဲ့ရှင်